အားလုံးပါရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ2025 2026ခုနှစ်မြန်မာ Women League ပြိုင်ပွဲပွဲစဉ်၉ရက်ပွဲစဉ်တွေရာပွဲစဉ်တစ်ပွဲအဖြစ်ကတော့ဒီနေ့မှဆွန်တော့သစ္စာအမှန်တင်တဲ့ဒီနေ့ပွဲစဉ်မှာဆွန်တော့ပွဲစဉ်၉မှာအနိုင်ရရှိတဲ့အတင်းကတော့အုပ်စုပထမနေရာတော့ထဝေပဲတိုက်စစ်ကိုပေးထားတယ်စံတော်တော်ချစ်ဖြူဖြူဝင်းတိုက်စစ်ကိုပြန်လှည့်ပြီးတော့မတင်ဓာရိုက်တာဖြစ်ပါတယ်အခုတော့ဖြူဝင်းပဲတိုက်စစ်ကိုပေးထားတယ်အရာကြီးတင်းတိုက်စစ်ကစားသမား စမ်းတော်တော်အတင်းအတွက်ဦးဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဗီယိုဝင်ရဲ့ပေးပုံမှုတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့စမ်းတော်ရာဤတဲ့မဲလည်းပြောပြန်လည်းပြီးတော့မြောက်ချပေးရတယ်။ချင်းနေကြည့်တယ်။နော်တဝေးတင်းကိုတကောရရှိသွားခဲ့လည်းဖြစ်ပါတယ်။အရာဝေးအတင်းနေတဲ့ဒီနေ့ပွဲစဉ်မှာအတင်းရဲ့ဒုတိယမြောက်တင်းကိုတော့နော်တဝေးက လာလာပပပဲကိုသမားမျိုးမများငိမ့်ကိုကြော်ပြီးတော့ပြောစံကြည့်ရမယ်ကစားသမားတွေလည်းအများပြပါဝင်နေရဖြစ်ပါတယ်ဟန်ကန်ထားတယ်ကိုသမတော်ကစားမန်အတင်းအတွက်ခြေပါကိုတကိုရရှိသွားခဲ့လေဖြစ်ပါတယ်ရရှိလာတဲ့ခွင်ရို့တော့မြနိုးခင်တင်းယူတော်ရမှာရိုကင်လက်ကန်ထားတယ်ဂိုးတယ်ခင်ဗျာကုသိုလ်တော်ကစားမန်အတင်းအတွက်လောနေခဲ့တဲ့ခြေပါကိုတကိုကိုအတင်းရဲ့တိုင်းစစ်ကစားသမားမြနိုးခင်ကပနတီပြည့်တဲ့ဘောင်းကနေ တက်နေမှုကိုဒီမှာပဲကျွန်တော်ပြပါခင်ဗျာအချိန်ပေးပြီးတော့ issue အားပေးကြတဲ့အားသားပါရှင်ပြည်သက်များအားလုံးပဲကိုသိနေပါကျမ်းမာရှင်လန်းကြပါသည်ခင်ဗျာ